ာရုံမြို့နယ်ပြင်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့စံသမารီရက်ွက်မြင်းမြန်အောင်ရဲစာနေစိုက်ပျိုးရေးမြင်းနေရာတွေမှာရှိတဲ့နေအိမ်တွေကိုတပ်ဆိုင်ရာကဇန်နဝါရီလ26ရက်နေ့နနက်9:00နာရီခန့်ကဆက်ရဲတရားကြီးတွေအုံပြုပြီးလူအင်အားများစွာနဲ့ဖယ်ရှားခဲ့ပါတယ်။ဒီလိုမျိုးပြည်သူတွေအစိုးရရဲ့ ်ရှားခဲ့တဲ့အချိန်မှာဖယ်ရှားခံကျူးကျော်နေအိမ်တွေမှာနေထိုင်ကြသူအများစုကငိုကြွေးရင်းနဲ့အိမ်တွေကိုမဖျက်ဆီးဖို့တောင်းပန်ခဲ့ကြပါဗျာ။ ဲ့ဒီစိုက်ပျိုးရေးခြံနေရာတွေမှာအင်ဂျင်စုစုပေါင်း600ခန့်ရှိပြီးလူဦးရေ2500ခန့်နေထိုင်ပါတယ်။လက်ရှိအချိန်မှာကျောင်းသားကျောင်းသူတွေအနေနဲ့အတန်းနဲ့ဆောင်ပွဲဝဲနီးကပ်နေခြင်းဖြစ်ပြီးရာသီဥတုမှာလည်းမိုးရွာသွန်းပြီးအေးအေးတက်ပုံနေတဲ့အချိန်ဖြစ်ပါတယ်။မနေ့ရက်ကကြိုတိပါတယ်။တိလို့ဖြစ်လဲထားပါတယ်။ဖြစ်ထားတော့ညလည်းတညလုံးမိုးရွာတော့နေစရာတော့မရှိဘူး။အေးတဲ့မှာဒီနေ့အထိခုချိန်ထိရှိတယ်လေ။ရှစ်တန်းကျောင်းသားတယောက်ရှိတယ်။ဒီကျောင်းတဲ့ရအောင်လေဒီနေ့ဆိုရင်ဖြစ်ရစည်းရတာနဲ့လမ်းလေးလက်ပိတ်ထားတော့သွားလို့မရဘူး။မျောလင့်တရားဘာရှိလို့လဲဆိုတော့ ီမှာနေတာလည်းကြာပြီဆိုတော့ထွက်ပေးရမှာလည်းနေစရာမရှိဘူးသူတို့မွင်ရွေးတဲ့အတိုင်းကျွန်တော်ဘက်ကလည်းတရားလိုက်ပြီးတော့ဖြတ်ထားပြီးသားဖြတ်ထားပြီးသားကိုလည်းမိုးရရအေးကော့ကိုလည်းဖြတ်တယ်သူတို့လည်းကိုကိုလက်ရှိလာဖြတ်တယ်ကော့ကိုဖြတ်နေကြတဲ့ကလည်းမိုးရရရောတညာလုံးရောလာလူတွေလည်းပန်းနေပြီစိတ်ပင်မလူပင်မသူဖြစ်ဘယ်လိုလောက်အောင်မသိတဲ့အခါတော့အခက်ခဲတွေလည်းတွေ့အခက်ခဲတွေရှိတဲ့အခါကျတော့သူကဂူပဲဂူမြင်တဲ့အတိုင်းပဲဂူပုံနာနဲ့ပဲသူတို့မှာကော်ရဲထိုးသူတို့ဒါလည်းဆိုတော့သူတို့ရဲ့ ဌာနတော်ပိုင်းဝန်ထမ်းတွေအကောအားလုံးနဲ့ပါပါကောင်းပါမယ်ဘေးဟိုကြီးသားသမားတွေလည်းပါရင်လည်းပါအောင်လို့ပြောလို့မရဘူးဘောနော်ဒါအများတဲ့ဆိုတော့ကျွန်တော်တို့ကဒါတွေဝေခွဲလို့လည်းမရဘူးလေလာခဲ့တယ်ဆိုကျွန်တော်တို့ကကိုလက်ပိုက်ကြည့်နေရတာပါကိုပစ္စည်းတွေကိုတော့ဟိုဘောရနိုင်တဲ့ပစ္စည်းတွေကိုစုဆောင်ယူထားရတာပေါ့အိမ်မှာမိသားစုကဘောဒီကလေး2ယောက်နဲ့လူကြီးနဲ့ဆို4ယောက်ပေါ့မနေရတဲ့ကြားပါလေဒါပေမဲ့တမိတို့ကညတော့တညာလုံးမိုးရွာတော့လေ ချက်ခန်းစည်းကမ်းလည်းမရှိဘူးအဲဟိုအဲ့နေရာလေးမှာပဲနေတယ်ဟိုဒီမနေ့သူတို့လာလဲလာရောအဲ့မှာကိုပစ္စည်းလေးတွေကိုတော့ချပုံထားလိုက်တယ်ဟိုဖြတ်တင်းတလောက်လည်းဖြတ်ထားလိုက်ပါတယ်ဒါမှမဟုတ်လောလောဆယ်ကူလို့လဲဆိုတော့ကြောင်းရွှေဆိုတော့ကျွန်တော်တို့မှာရေကြီးလည်းမရှိဘူးပစက်လည်းမရှိဘူးဘယ်နေလို့နေရာမှန်းလည်းမသိဘူးဒီလိုပဲအခုဒီနေရာလေးမှာပဲခနာတာနေခွင့်ရမယ်ဆိုလို့ရှိရင်ခနာတာနေခွင့်လို့ရပါသေးတယ် မလို့ပြောချင်ပါတယ်ခလေးမိဖွားပြီးစမိခင်တူလဲဖေရှားခံခဲ့ရတဲ့အထဲမှာပါဝင်ခဲ့ပါတယ်ဒါအပြင်အဆိုပါစိုက်ခင်းတွေမှာစိုက်ပျိုးထားတဲ့သေးပင်စားပင်တွေကိုလည်းဆယ်ရင်းရည်တွေတုံးပြီးဖယ်ရှားခဲ့ပါဗျာ တို့ကတကြီးရမလို့ဝိုင်းတော့မှာတက်ရတော့အခုလိုကူညီပေးတာနော်ကြီးလေးကျွန်တော်ကဒီမှာလို့ဒီမှာဒီမှာဝိုင်းပြပေးဝိုင်းဖန်ရှားပေးဖို့ဖိအားပေးခံရတဲ့ဆွန်လောင်းဓမာယုံကဆရာတော်တပားကလည်းအခုလိုမိတ်ပါတယ်။ဒီပါတယ်အိမ်ကအိုးအိမ်နဲ့လည်းသတိမရပါဘူးခင်ဗျာ။သာသမီလည်းသတိမရပါဘူးဆရာတော် ဒီနေရာမှာဥစ္စံတို့ဒကာဒကာမတွေနဲ့ဥစ္စံတို့သာသနာအဆောက်အုံသာသနာအဆောက်အဦတွေဖြစ်စည်းခံလိုက်ရတာဥစ္စံအင်မတန်မှဝမ်းနေတယ်ပေါ့အဲ့တော့ဘာသာသာသနာဟာလူမျိုးရဲ့အသက်ဖြစ်တယ်လို့လူမျိုးတည်လဲဘာသာပဲလေဘာသာနဲ့လူမျိုးနဲ့ခွဲလို့မရတယ်လို့ပဲလူမျိုးကိုအသက်ခံလိုက်ဘာသာကိုချိုခံလိုက်ဖြစ်စည်းခံလိုက်ရတာလူမျိုးကိုအသက်ခံလိုက်ရတာ ਨੇ တူတူပဲအဲ့တော့ဒီနိုင်ငံမှာဒါမျိုးဖြစ်တာဟာအင်မတန်မှဝမ်းနေဖို့ကောင်းတယ်လို့နောင်နောင်လေးလဲဘာသာသာသနာနဲ့လူမျိုးတွေ့ ဒါမျိုးမဖြစ်စေချင်ဘူးပေါ့တရားတကားတကားမတွေအတွက်ဆိုလို့ရှိရင်တရားတကားတကားမတွေကအင်မတန်မှဆင်းရဲတယ်အင်မတန်မှရိုးသားတယ်သူတို့ဖြူးဖြူးစင်စင်စိုက်ပြူးစားတောက်နေတဲ့နေရာလေးဖြစ်တဲ့အတွက်သူတို့ဘဝတွေဒါမျိုးဖြစ်စီခံလိုက်ရတဲ့အတွက်သူတို့ခုခိုးရမဲ့သွားတာပေါ့ခုခိုးရမဲ့နေစရာမရှိစားစရာမရှိသူတို့ရဲ့မွေးဖွားတဲ့သားသမီးတွေလည်းပညာသင်ဖို့အတွက်ဆက်သင်လို့မရအခုဆိုမကြခင်မှာဆောင်မွေးဖြစ်ရမှာပေါ့အဲ့တော့ကြောင့်အင်မတန်မှသူတို့ကဒုက္ခရောက်ပြီးတော့အင်မတန်မှဒုက္ခဆင်းရဲရောက်တယ်နေစရာလည်းမရှိစားစရာလည်းမရှိ ကလေးတွေအတွက်ဆိုဒီကလေးလုံးဝဒီကလေးကနေစတင်ပြီးတော့သူတို့ဘဝကြောင်းမတက်ရတော့ဘူးပေါ့အဲ့တော့အတွက်နိုင်ငံတော်တိနိုင်ငံတော်အတွက်ဆိုရင်အင်မတန်မှဝမ်းနေဖို့လဲကောင်းတယ်တခါတခါမှတွေအတွက်ဆိုအင်မတန်မှဝမ်းနေဖို့ကောင်းတယ်ဒါမျိုးမလုံသင့်ဘူးလို့ဥစဉ်မြင်ပါတယ်အခုလိုကျူးကျော်နေရင်တွေကိုဆယ်ရင်းနီးရတွေတုံးပြီးဖျက်ဆီးဖယ်ရှားနေသူတွေဟာလှိုင်းသားရကဖြစ်ပြီးတချို့ကပျက်ရက်လောက်သားတွေဖြစ်ခါအခုလိုအိမ်တွေကိုဖျက်ရမှာကိုကြိုတင်မသိရှိခဲ့ဘူးလို့နေအိမ်တွေကိုဖျက်ဆီးဖယ်ရှားသူတွေကပြောပါရယ် လုံအောင်ကအနေနဲ့တော့7000ရရှိကြပြီးအိမ်တွေကိုဖျက်ဆီးဖယ်ရှားချိန်မှာစောင့်လွေလုပ်ငန်းသုံးအုပ်ထုပ်အပြားတွေကိုစီစောင်းထားကြပါတယ်ကျူးကျော်နေအိမ်တွေကိုဖယ်ရှားဖျက်ဆီးရမှာဘဖိုးရင်၅စီးခန့်လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့အိမ်ဖျက်ခဲ့တဲ့သူတွေပါဝင်ခဲ့ပါတယ်မင်္ဂလာရုံမြို့နယ်ကကျူးကျော်နေအိမ်တွေကိုဆိုင်ရင်းရရီနဲ့အခုလိုဖယ်ရှားတာဟာရပ်ပိုင်းအတွင်းမှာဒုတိယအကြိမ်မြောက်ဖယ်ရှားတာဖြစ်ပြီးမကြသေးခင်ကလည်းဒဂုံမြို့သစ်စေကန်းမြို့နယ်ကကျူးကျော်နေအိမ်တွေကိုဖယ်ရှားဖြက်စီးခဲ့ပြီးဖြစ်ပါတယ်။